ကျွန်တော်ရင်းကုန်ပြောရှင်တာရော့ဗီဒီယိုကြည့်ရှုအပ်ပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ရဝေးယနေ့ဒီရင်းပြပါနေပြီးတော့တက်လာသမျှဗီဒီယိုဖိုင်လေးတွေကိုကြည့်ရှုအပ်ပေးနေကြတဲ့ကြည့်ရှုအပ်ပေးနေစေဖြစ်တဲ့မိတ်ဆွေအားလုံးလည်းဒီနေ့ကနေအထူးကျေးဇူးတင်ပါတယ်အဲ့တော့အဲဒီဗမင်းနေကရကျွန်တော်ပညာအမှုလက္ခဏာပညာရဲ့အမှာတစ်ခုကျွန်တော်လမ်းညွှန်တော့မှာဖြစ်ပါတယ်အပတ်စဉ်တစ်ခုတစ်ခုနဲ့ကျွန်တော်တို့ဒုတိယရစေတာเนาะကျွန်တော်တို့ဟုတ်လားကျွန်တော်လမ်းညွှန်ပြောပြနေတာဖြစ်ပါတယ်ဒါကတော့ကိုယ့်လက်ရှိဘဝမှာလည်းဒီအရာလေးတွေကိုသိထားရင်ဟုတ်လား လိုလည်းကူရှာလို့ရှာလို့ရတယ်ဟာဟောဒါလေးကဘယ်လိုဖြစ်တတ်တယ်ဆိုတာလေးတွေအတွက်အဲ့တော့လက်တွေ့ဘဝကလည်းအသုံးဝင်တယ်ဆိုတဲ့အဲ့ပညာပေါ့ဗျာအဲ့တော့အဲ့တော့ဟိုလက်တွေ့မှာလည်းဒီအရာအထောက်ပံ့အသုံးဝင်ပါလိမ့်မယ်နော်အကျိုးရှိပါလိမ့်မယ်အဲ့တော့ဒီတပတ်မှာဆိုရင်တော့ तू ကမိသားစုနဲ့ပေါ့မိသားစုနဲ့ပူးတွဲပြီးတော့အနေရတယ်ဆိုတဲ့မြင်းကြောင်းကိုကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့တော့မိသားစုနဲ့ဟဲ့လားကိုယ့်ရဲ့အလုပ်ကခွဲထွက်သွားမှုမဟုတ်ဘဲနဲ့အဲ့ မိဘရဲ့လက်အောက်မှာပဲမိဘလုံလုံနေတဲ့အလုပ်ကိုပဲဟလာတွဲပြီးလုပ်ရတာမျိုးဟလာမိသားစုနဲ့အတူအပူပေါင်းပြီးတော့လုပ်ရတဲ့မြင်းကြောင့်အဲနောက်တစ်ခုကသူကဒီမြင်းကြောင့်အမျိုးသားအများစုမှာပါတတ်တယ်အမျိုးသားအများစုမှာပါရင်တော့သူကအဲများသောအဖြစ်သူကမိမကြောက်ရတယ်ပေါ့နော်မိမနည်းနည်းကြောက်ရတယ်သူတို့ရင်အဲ့လိုရောက်ခမတွေရဲ့အုံချုံမှုအောက်မှာနေရတယ်ပေါ့နော်အဲ့တော့မိသားစုလုပ်ငန်းမှာမိသားစုတွေနဲ့အတူပူးတွဲပြီးတော့နေထိုင်လုပ်ကံပြီးတော့ ဟလာအကျိုးရှိတဲ့တဲ့လောက်ပေါ့နော်အကျိုးရှိတဲ့အကျိုးမြတ်တွေဖြစ်တယ်ဟလာနည်းနည်းလေးရှင်းပါပြောလို့အမျိုးသားမှပါတာများတယ်အမျိုးသမီးတွေမှလည်းအမျိုးသမီးတွေမှပါရင်လည်းအခုလိုမျိုးပေါ့ဟလာကိုယ့်ကိုယ့်ရဲ့ယောက်ျားတိတွေယောက်ျားမတွေအလုပ်ကိုပဲဆက်လက်ပြီးတော့အတူတူကလုပ်နေတာမျိုးပေါ့နော်အဲပြီးတော့အကျိုးရှိတဲ့လောက်ရှိပြီးတော့အောင်မြင်တဲ့လောက်အောင်မြင်တဲ့ညီညောင်းလို့ပြောလို့ရတယ်အဲအမျိုးသားမှအများစုမှပါရင်တော့ तू ကနည်းနည်းလေးအခုလိုအဲကိုယ့်ရဲ့ အမျိုးသမီးကိုနည်းနည်းကြောက်ရတာဟုတ်လားယောက်ျားမလေးကိုယူသည်ကမ်းချမ်းရတာယောက်ျားမယောက်ကလေးကိုယူသည်ကမ်းချမ်းရတာသူတို့ရဲ့ချုပ်ချယ်မှုဟုတ်လားသူတို့ရဲ့လက်အောက်မှာနေရတာအဲ့လိုအခြေအနေမျိုးပါအဲ့တော့ဒီမြင်းကြောင်လေးပါသူအောင်မြင်းလမ်းကြောင်းကအသက်လမ်းကြောင်းထဲကနေပြီးတော့နော်အသက်လမ်းကြောင်းအတွင်းပိုင်းကနေပြီးတော့အောင်မြင်းလမ်းကြောင်းကထွက်လာတယ်လက်ကလေးအောက်ကိုရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီမြင်းကြောင်လေးပါ ော်အခုထောက်ပြရမယ်ကြောင်းလေးပါအဲ့တော့ तू ကအတက်လမ်းကြောင်းအတွင်းမှရနေပြီးအောင်းလေးလမ်းကြောင်းကထွက်လာတယ်ထွက်လာပြီးတော့လက်ကလေးအောက်နော်လက်ကလေးအောက်ဒီပြောင်တန်းသွားတယ်ရှိတယ်ဆိုရင်ဘဝမှာအကျိုးရှိတဲ့လောက်ရှိတယ်အမြတ်ဆုံးတွေရတဲ့လောက်ရတယ်အောင်းမြင်တဲ့လောက်အောင်းမြင်တယ်ဟာလားမိသားစုနဲ့ပူတွေပြီးတော့လောက်ရတယ်ခွဲထွက်သွားတာမျိုးမရှိဘူးပေါ့နော်ဟာလားမိသားစုနဲ့အတူတူကမိသားစုလောက်လာတဲ့နော် ီကတွေလုံးလာတဲ့အလုပ်ကိုပဲဆက်လက်ပြီးလုပ်ကြရတယ်နော်အဲ့ဒါအဥမာပါအမေအမေအဖေလက်ထက်မှာလက်ပိတ်ဆိုင်ဖွင့်တယ်စားတော့ဆိုင်ဖွင့်တယ်အတူတူလက်ထက်မှာလည်းအညီသားစုအလုပ်ကိုပဲဟာလာဆိုင်ကိုထပ်ဖွင့်တယ်ဆိုင်ကိုထပ်ဖွင့်ညီသားစုနဲ့အတူတူရှိတယ်နော်အဲ့ဒါအဲ့ဒီလိုမျိုးပဲနော်အဲ့ဒီကပောက်ကိုပောက်ညင်မှာလည်းရှိပါတယ်ဒီမင်းကြောင့်လေးကအဲ့တော့ကိုယ့်ရဲ့လက်မှာပဲဖြစ်ဖြစ်နော်တခြားသူတွေရဲ့လက်မှာဖြစ်ဒီမင်းကြောင့်ပါရင်တော့အခုလိုမျိုးကျွန်တော်တို့ကောက်ချက်ချဟောင်းငိမ့်ထိုးလို့ရပါတယ် အဲ့တော့ဒါလေးကိုဒီဘက်မှာကျွန်တော်တို့ဘုဒ္ဓအစုံတရားရရအကျိုးရှိရအဲ့လိုငါလမ်းကိုပြောပြလိုက်ပါတယ်အဲ့တော့နောက်တစ်ပတ်မှာလည်းဒီတော့ကောင်းတဲ့မြင်းကြောင်အမှတ်သားတွေနဲ့လက္ခဏာပြင်ပြပြန်လာခဲ့ပါမယ်အားလုံးပဲဘုဒ္ဓတွေရရှိကြပါစေ